ီနေ့ရာသီဥတုတော်လေးပူတယ်နော်နေအောင်ဘယ်သူကနေပူနေတဲ့အချိန်မှာ shopping ထွက်ခိုင်းလို့လဲကဲအခုနေဘော်တွေထပ်ပြီးတော့ဝယ်လာခဲ့တာလေပြီးလို့ရှင်တော့ဒါရီကိုဝစ်တာလည်းမဟုတ်ပဲနဲ့သမီးရယ်အမေကလည်းဒီတစ်ခါအများကြီးဝယ်လာတယ်ဆိုတော့ကလေ shopping mall မှာတဝယ်လာခဲ့တာမဟုတ်ဘူးဈေးဆိုင်တန်းတွေရှိတဲ့နေရာကိုသွားခဲ့တာဘာလို့လဲမြို့မှာရှိတဲ့ကုန်တိုက်တွေအားလုံးပိတ်ထားလို့လားမဟုတ်ဘူးအမေရယ် shopping mall တွေအကုန်လုံးကဖွင့်နေဒါပေမဲ့စီမံအတွက်ဝယ်စရာရှိတယ်လေနောက်လောက်ဆိုလို့ရှင်တော့သူ့ရဲ့ဆေးဆက်ပွဲမလား တော်စမ်းမသမီးရဲ့အဲ့ဒီမိန်ကလေးကဆင်းရဲကဆင်းရဲသေးတယ်။နင်းနဲ့သူနဲ့ကအဆင့်တန်းချင်းမတူတော့ကိုဘာလို့သူနဲ့ပတ်သက်နေသေးရလဲ။အဖေကလည်းသူကသမီးရဲ့တငယ်ချင်းမှာသမီးသူနဲ့အတူတူသွားတော့ဘာဖြစ်လို့လဲ။သမီးတို့ချမ်းသာတယ်ဆိုတာနဲ့သမီးရဲ့တငယ်ချင်းတွေအကုန်လုံးကချမ်းသာနေစရာမလိုတာ။လို့ရတယ်သမီး။အဖေတို့ကချမ်းသာတဲ့အတွက်ကြောင့်မို့လို့ချမ်းသာတဲ့သူတွေနဲ့ပဲပေါင်းသင်းဆက်ဆံတဲ့နဲ့သမီးရဲ့အဖေကနင်းနေညညာစိုးစားပြီးစီးပွားရေးတွေကိုထူထောင်ခဲ့တယ်ဆိုတော့အလကားမဟုတ်ဘူး။ငါရဲ့သမီးလေးနေဖို့ကြဲတဲ့ကြီးမှာဒုက္ခရောက်နေအောင်ကိုတော့ငါလည်းမကြည့်ရဘူးနော်။ ခဏနေပါအောင်အဲကွန်းကဘာဖြစ်လို့မအေးရတာလဲဟုတ်ကဲ့ဟုတ်ကဲ့ကျွန်မအခုချက်ချင်းအဲကွန်းရှော့ပေးမယ်နော်ရပါတယ်အမေရဲ့အဲကွန်းကိုအလောက်ထိလဲနံပါတ်ရှော့လိုက်စရာမလိုကျွန်မအဆင်ပြေတယ်ခဏနေပါအောင်ဘလို့အဆင်ပြေတာလဲနင်းပဲအချိန်ကစပြီးတော့အဲကွန်းမရှိဘဲနဲ့နေတက်သွားတာလဲအဖေကလည်းအဲကွန်းတွေပါရီဆိုတော့ကတမီးတို့ခဏကိုတော့အလောက်ထိကောင်းတာလည်းမဟုတ်ဘူးလေကျမတို့ကျမကြီးကိုဒါရီကဘလောက်တောင်မှထိခိုက်စေလဲဆိုတော့အဖေသိလားပြီးတော့အပူတံကိုကျမတို့အနေနဲ့တီးခံတယ်နဲ့ ဘဝမှာအဲကွန်းတွေဘာတွေမရှိရတဲ့အခါကျရင်တော့တမီးတို့ဘယ်လိုနေထိုင်ကြမလဲငါတို့ကဘာဖြစ်လို့အဲကွန်းမရှိဘဲနဲ့နေထိုင်ရမှာလဲအဲကွန်းရှိနေရပဲလေအင်းရဲ့ဘယ်နေရာမှာအဲကွန်းမရှိတာလဲခဏနေအောင်ငါတမီးလေးရဲ့ရေချိုးကမ်းမှာအဲကွန်းမရှိဘူးပဲနေအဲကွန်းလိုချင်တယ်ဆိုရင်တော့ပြောလေငါချက်ချင်းပဲစီစဉ်ပေးလိုက်မယ်အဖေကလည်းတော်ပါတော့ဘာတွေပြောနေရလဲရေချိုးကမ်းမှာဘယ်သူကအဲကွန်းကိုထည့်လို့လဲဩငါတို့ထည့်ရလေငါတို့ကအဲကွန်းကုမ္ပဏီတစ်ခုတောင်ရှိနေရပဲငါတမီးလေးရဲ့အခန်းတိုင်းအခန်းတိုင်းမှာအဲကွန်းရှိနေရမယ် ငါကအဲကွန်းတွေအများကြီးထုတ်နေပြီးအိမ်မှာအဲကွန်းလိုအပ်နေတယ်ဆိုလို့ရှိရင်တော့ဘယ်ကောင်းပါမလဲပြောဆိုနေတဲ့အဖေဖြစ်သူကလည်းတစုံတယောက်ကိုဖုန်းပြောနေရင်ထထွက်သွားပါတယ်ဖခင်ဖြစ်သူထွက်ခွာသွားခဲ့တဲ့အချိန်မှာသမီးလေးကတော့နှစ်ဖူးထူရင်ကြံ့ရင်နေခဲ့ပါတယ်အဖေကိုဘယ်လိုရှင်းပြရမလဲကျမဒါရီအားလုံးကိုမလိုချင်ဘူးကျမတီးတန့်ကဘာတစ်ခုမှရှင်းတန်ဖို့အတွက်အကျင့်ဖြစ်ချင်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒုက္ခရောက်ကြောက်မှာပဲခဏနေပါဦးနေရဘာဖြစ်လို့ဒီစိန်ခံပစ္စည်းတွေမရှိဘဲနဲ့နေနိုင်ဖို့အတွက်စူးစမ်းနေရတာလဲဘာတွေဖြစ်နေရလဲဆိုတာကိုပြောစမ်းမအောင် ပြောစမ်းပါနင်ဘာတွေဖြစ်ပြီးတော့ဘာတွေလုပ်နေရလဲနင်အောင်ကြည့်ရတော့အခုတလောတမျိုးပဲနော်ဟုတ်တယ်မေတမျိုးလုံးဝပြောင်းလဲသွားအောင်လုပ်ပေးခဲ့တဲ့သူတယောက်ရှိတယ်မေရဲ့ဟဲ့ဘဲသူလဲဟိုကောင်လေးတော့မဟုတ်ပါဘူးနော်ဟုတ်တယ်အမေရဲ့သူရဲ့နာမည်ကလေအက်ရှေတဲ့သူကအခုမှကျောင်းစားတက်တာလေတမျိုးကျောင်းရောက်လာတာဟဲ့နှစ်လေတောင်ရောက်နေပြီသူကအခုမှကျောင်းစားတက်တာလားဟုတ်တယ်မေသူက scholarship နဲ့ကျောင်းကိုရောက်လာခဲ့တဲ့သူလေအဲ့ဒါကြောင့်ကျောင်းတက်တာနည်းနည်းလေးတော့ကြာသွားတယ် ါပေမဲ့အမေရဲ့ဒီလောက်ကြောင့်မှထက်မြက်ပြီးတော်ရဲရောက်ကြမျိုးလေကျွန်မဘုရားမှာဘယ်တော့မှမမြင်ခဲ့ဘူးသေးလားသူရဲ့အုံတော်ဘလောက်ကြောင့်မှကောင်းလဲဆိုတော့ကျွန်မအမေကိုဘယ်လိုပြောပြရမလဲอืม scholarship နဲ့ကျောင်းလာတတ်တာဆိုတော့ကောင်းလေးကစင်းရဲတဲ့အိမ်ကပဲဖြစ်ရမယ်နင်းနဲ့တန်းနဲ့လားမဟုတ်ဘူးအမေရဲ့တန်းနဲ့မဟုတ်ဘူးတကြောင်နဲ့သူက engineer တမီးက fashion designer လေတမီးတို့ကျောင်းကပွဲမှာပဲတယောက်နဲ့တယောက်တွေ့ကြတာတမီးတို့နှစ်ယောက်ကျောင်းကပွဲမှာလည်းတယောက်ရဲ့ပါတနာဖြစ်ခဲ့ကြတယ်လေအရင်က ေးသမီးလေးရဲ့ဖြစ်ဖြစ်နေတဲ့ကိစ္စတွေအကုန်လုံးကိုတော့အဲ့ဒီနေရာမှာပဲရပ်တန့်လိုက်တာကောင်းမယ်သမီးသမီးရဲ့အဖေအဲ့ဒီကောင်လေးကိုဘယ်တော့မှသဘောမတူဘူးဆိုတာကိုသမီးသိထားပါပြီးတော့သမီးကိုတင်းကြော်တဲ့ကောင်လေးနဲ့လက်ထပ်ပေးဖို့အတွက်သူပထမတွေကစဉ်းစားထားပြီးသားလေငါရဲ့သမီးလေးကြောင်းပြီးွားမဲ့အချိန်ကိုပဲသမီးရဲ့အဖေကစောင့်နေတာမဟုတ်ဘူးအမေသမီးဆုံးဖြတ်ပြီးသွားပြီသမီးအခြေနဲ့ပဲလက်ထပ်ချင်တယ်ဒီမင်္ဂလာဆောင်ကအဖေအမေရဲ့ဆုံးဖြတ်ချက်ပိုင်လဲပါလိမ့်မယ်မပိုင်လဲသမီးရတယ်သဘောမတူလဲဖြစ်ပါတယ်ပြောပြီးတော့မှတော့ထွက်ခွာသွားခဲ့ပါတယ် အရင်နှစ်မှာနှစ်ယောက်သားချိန်တွေ့နေခဲ့ကြပါမယ်။သူလည်းလမ်းဖြတ်နေပါရဲ့။ငါပထမရက်ကပြောခဲ့တယ်နင်းအဖေကဒီလက်ထပ်ပွဲကိုဖယ်တော်မှသဘောတူမှမဟုတ်ဘူး။ဘာလို့သဘောမတူရမှာလဲ။ကျမတဦးတည်းသောသမီးပါ။စိတ်ဆိုးနေကြမယ်ဆိုတာကိုတော့ကျမသိတယ်။ဒါပေမဲ့တချိန်ကျရင်တော့ကျမကိုလက်ခံသွားကြလိမ့်မယ်။တရမဟုတ်တရဆိုတာဘာလို့ပြောချင်တာလဲ။ဟုတ်တယ်ရှင်။ကြားချင်နေတဲ့အတိုင်းပဲရှင်။အဖေနဲ့အမေရဲ့ခွင့်ပြုချက်ကိုယူမယ်ဆိုရင်တော့ကျမတို့ဒီတသက်လက်ထပ်ရမှာမဟုတ်ဘူး။ ကျမတို့တရားရုံးကိုသွားပြီးတော့လက်မှတ်ထိုးကြမယ်။ဘာလို့လဲဆိုတော့ကြောင်းပြီးရင်အဖေကအဖေသဘောကျတဲ့အကောင်လေးနဲ့ကျမကိုလက်ထပ်ပေးတော့မှလေ။ဒါကတော့မဟုတ်သေးဘူးနော်။အရန်ကိုအလင်မြန်ကြီးဖြစ်မနေလို့မူလား။ငါအလောက်ထိအလောတကြီးလက်ထပ်ဖို့ကြတော့ဘာလို့လဲရှင်ကျမမကြိုက်ဘူးလား။ဒါနဲ့ရှင်တင်တောင်းဝယ်ရေဘာတွေမရမှာကိုစိုးရင်နေရလား။ဘလို့စကားတွေပြောနေရလဲကွာ။ကိုမျိုးအရန်ချစ်တယ်တိလား။ပြီးတော့တင်တောင်းဝယ်ရေနဲ့ပတ်သက်ပြီးတော့လေငါလောဘမကြီးပါဘူး။မင်းကိုနဲ့အတူတူရှိနေနိုင်မှာမလားဆိုပြီးတော့စဉ်းစားနေရ။ငါကိုရိုင်းတော့အခုအိမ်ငှားပြီးတော့နေနေရတာလေ။ ငါရဲ့အိမ်အစ်စ်ကတော့ရွာမှာပဲရှိတာပြီးတော့နေနဲ့ငါနဲ့ရတဲ့အရန်ကိုအနေထားချင်းကကွာခြားလို့နေမလားဟုတ်တယ်ဒါပေမဲ့ကျမတို့ရဲ့အချစ်ကပို့ပြီးတော့ကြီးမြတ်တယ်မဟုတ်ဘူးလားကျမရှင်နဲ့တွေ့ပြီးတဲ့နောက်ဘဝကိုတွေးမြင်တဲ့ပုံစံကပြောင်းလဲသွားတယ်သီလားကျမတို့အတွက်ရှင်ဘာမှစိတ်ပူမနေပါနဲ့ကျမနေတတ်တယ်ကျမရှင်နဲ့အတူတူတသက်အလုံးနေထိုင်သွားခြင်းနဲ့ကျမလိုချင်တာအဲ့ဒါပဲကောင်းပြီဒါပေမဲ့ငါတို့တခုခုမလုပ်ခင်မှာမင်းအဖေနဲ့တွေ့တဲ့နေနော်အခရှိကပြောနေခဲ့တဲ့အချိန်မှာ အိုင်ရှာကလည်းခေါ်သွားလိုက်ပါရယ်အားလုံးကြောင်းနေကြတဲ့အရာကအမှန်တကယ်ဖြစ်လာခဲ့ပါရယ်သူရဲ့တူဦးဒီတော်သမီးလေးကစင်းရဲတဲ့အိမ်ကကောင်းလေးနဲ့လက်ထပ်ချင်းနဲ့ဆိုတော့ကိုတည်တာနဲ့ဖခင်ဖြစ်သူလက်တအားစိတ်ဆိုးခဲ့ပါရယ်စိတ်ဆိုးနေကြတဲ့အတွက်ကြောင့်မို့လို့ကောင်းလေးကိုအရှောက်ခွဲလိုက်ပါရယ်ဒီလိုအဆင်နဲ့မရှိတဲ့ကောင်ကိုနင်းရဲ့ဘဝလက်တွဲပေါ်အနေနဲ့ရွေးထားတယ်နင်းဘာဖြစ်သွားတာလဲယူသွားတာလားသူကနင်းကိုချစ်တာမဟုတ်ဘူးနင်းရဲ့ပိုင်ဆိုင်မှုတွေကိုချစ်တာသူ့လိုအဆင်နဲ့မရှိတဲ့ကောင်ကငါတို့အရှိမဘာမှမဟုတ်တာသူ့လိုမျိုးအလုတ်သမားတွေအများကြီးငါ့စီမှာအလုတ်လုပ်နေကြတာ မင်းကဘလောက်ထိအစ်စ်တန်းရှိတော့လဲမင်းမကိုပိုင်အိမ်ရောရှိလားအိမ်မရောအဲကွန်းတက်ထားလားပန်ကားတော်တက်နိုင်မဲအရေးချင်းရှိမှမဟုတ်ပါဘူးဘလို့ဖြစ်တာလဲဘာလို့ပါဇက်ပိတ်နေရလဲတော်ပါတော့အဖေရဲ့သူ့ဘာလဲဘလောက်ထိလုံနိုင်လဲဆိုတော့အဖေထပ်ပေါ်ပြီးတမိသိတယ်ဒါပေမဲ့တမိလက်ထပ်မယ်ဆိုရင်တော့သူနဲ့ပဲလက်ထပ်မယ်ဆိုတော့အဖေတိထားလိုက်ပါအဖေရဲ့သဘောတူညီမှုပါရင်လဲရတယ်နော်သားဘာနှစ်ယောက်လုံးကတော့တင်းမနေခဲ့ကြပါလေကြောင်းပြီးသွားတာနဲ့အိုင်ရှာကလည်းသူ့အဖေရဲ့သဘောတူညီစာနာမပါဘဲနဲ့သူ့ရည်စာနဲ့လက်ထပ်ခဲ့ပါလေဒီလိုနဲ့သူကလည်းမိဘအိမ်နဲ့တိုင်အောင်စင်ဖြစ်လာပြီပါလေ သူကလည်းသူ့ချစ်သူနဲ့အတူတူအပြင်းမာနေထိုင်ဖို့အတွက်ရောက်လာခဲ့ပါတယ်။ဘာတွေစဉ်းစားနေရလဲ။ငါတို့လောက်တာအမှန်ရောအမှန်ရဲ့လား။မင်းဒီအခန်းလေးထဲမှာငါနဲ့အတူတူပျော်ပျော်နေနိုင်ပါမလား။ပျော်တာပေါ့ကျမအရန်ပျော်တယ်။ရှင်ရဲ့မိဘအိမ်ကိုကျမကိုခေါ်သွားမယ်ဆိုရင်တော့ကျမပို့ပြောမှာ။ကျမရွာမှာဘလို့နေထိုင်ရလဲဆိုတာကိုတခါမှမတွေ့ဘူးလေ။ကျမအရန်စိတ်လှုပ်ရှားနေရသေးလား။မင်းရဲ့ဒီစိတ်လှုပ်ရှားမှုကဘယ်နည်းတော့ခံမလဲဆိုတာကိုတော့ငါလည်းမသိတော့ဘူး။ကဲဒါဆိုငါတို့သွားကြမယ်။နောက်နေ့မှသူကလည်းသူ့မိမကိုရွာကိုခေါ်သွားလိုက်ပါတယ်။ အင်ကအကြီးကြီးဆိုပေမဲ့ရွာအိမ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးတော့လည်းမကောင်းပါဘူးအိမ်မှာအဲကွန်ပန်ကားလည်းမရှိပါဘူးအခြေရမိသားစုဝင်တွေကအိုက်ရှာကိုကောင်းကောင်းမွန်မွန်ပဲကြိုးဆိုကြပါတယ်သူမကိုလည်းအဲဝကြီးပြွန်ခဲ့ကြပါတယ်ဘလို့လဲချွေးမလေးရဲ့အဆင်ပြေရလားကောင်းပါတယ်မေအေးပါသမီးလေးရဲ့အဆင်ပြေပြီရောဟုတ်ကဲ့ပါမေဒါနဲ့လေကျမအခုအဝတ်စားလဲလို့ရလားတော်တော်လေးပူနေလို့ပါအေးအေးအေးကဲရော့ဒါလေးကိုဝယ်လိုက်ဒါလေးကိုငါကိုယ်တိုင်နဲ့အတူဆိုပြီးတော့ချုပ်ထားပေးရလေ တကယ်ပြောနေရလားအမေရဲ့ကျမတို့အတီးတန့်ချုပ်ထားပေးရတာကျေးဇူးအများကြီးတင်ပါတယ်ရှင်အေးရော့ချွေးမော်လေးရေပူနေပြီမလားရက်တောင်လေးပါလေးခတ်ပါအောင်နင်းရဲ့အခန်းကအထည်ဘက်မှာဆိုတော့လေတော့တိုက်အောင်လို့လှုပ်ထားပေးတယ်အေးနေအောင်လည်းလှုပ်ထားတယ်နော်ကောင်းလိုက်တာအမေရဲ့ဒီနေရာလေးကအေးနေရပဲနော်နေထိုင်လို့လည်းကောင်းတယ်ပြီးတော့ဒီရက်တောင်လေးကလည်းခတ်လို့တော်တော်လေးအေးရပဲကျမတို့သဘောကျတယ်ရှင်ဒီမှာရှိတဲ့အရာတွေအားလုံးတစ်ခုချင်းစီကတော်တော်လေးကိုထူးဆန်းပြီးတော့အံ့ဩဖွဲ့ရရေးကြည့်ပဲအမေဒီရက်တောင်ဘယ်ကနေပြီးတော့ဝယ်ထားရလဲ မလေးဝယ်တဲ့ကိစ္စပြောမနေနဲ့ဒီမှာတော်တော်များများကကိုရိုင်းလောက်ထားတာတွေကြီးပဲဝယ်ထားတာမဟုတ်ဘူးဒါကလည်းငါကိုရိုင်းပဲအိမ်မှာလောက်ထားတာလေချွေးမလေးရဲ့အရင်အချိန်မှာရတောင်လေးကိုအိုင်ရှာတယောက်တော်တော်လေးသဘောကျသွားခဲ့ပါတယ်ညမိုးချုပ်သွားခဲ့တဲ့အခါမှာတော့ငါတော့မလိုအပ်ဘဲနဲ့ကြောက်နေခဲ့တာဒီနေရာမှာမနေတတ်ပါမလားဆိုပြီးတော်တော်လေးစိုးရိမ်နေခဲ့တာလေပေါ်စိန်ခန့်ပစ္စည်းမှလည်းမရှိအဲကွန်လည်းမရှိဘူးဆိုတော့ဒုက္ခရောက်မှာပေါ့ကျမရှင်နဲ့လက်ထပ်ပြီးရဲ့အချိန်လေးကတော်လေးကိုပြောနေခဲ့ရလေကျမရဲ့ဆန္ဒတွေအားလုံးပြေဝသွားတော့ကို စည်းစိမ်ခံရမယ်စိမ်ခံပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဒီမှာပါတကူမှလိုအပ်မနေပါဘူးကျမတို့မြို့ပေါ်မှာစိမ်ခံပစ္စည်းတွေအနေနဲ့အသုံးပြနေတဲ့အရာတွေအကုန်လုံးကအပိုရေးကြီးပဲဒီမှာကြည့်ပါဦးဒီရက်တောင်ပဲကြည့်လေဘလောက်တောင်မှအေးလိုက်တယ်လဲကိုဟောက်ကိုရက်ခတ်ရတယ်အေးနေအောင်တခါတည်းလက်လေးကျင်ကန်လဲလှုပ်ပြီးသားဖြစ်သွားတာပေါ့ရှင်ဒါလေးကတကယ်ကိုရှေ့ကျပြီးတော့သုံးလို့ကောင်းတယ်ကျမအရင်ကသဘောကျတာပဲကျမရဲ့အဝတ်စားနဲ့ဒါနဲ့တတော်လေးကိုလိုက်ဖတ်တယ်နော်ပြောဆိုနေသူမတိတ်ဆိတ်သွားခဲ့ပါတယ်ကြည်ရတာတခုခုကိုလေးလေးနက်နက်တွေးတောနေတဲ့ပုံစံမှာပဲ ဘာဖြစ်တာလဲဘာတွေတွေးနေရလဲဒါနဲ့ကျမအကြံတစ်ခုရပြီဒီလားတတော်လေးကိုထူးဆန်းတဲ့အကြံတစ်ခုဘာအကြံလဲပြောပါဦးနောက်လာကြရင်တော့ကျမတို့ fashion show ပွဲတစ်ခုလုပ်ဖို့ရှိတယ်ကျမအဝတ်အစားတွေကိုအကောင်းမွန်ဆုံးဒီဇိုင်းဆွဲထားတယ်အဲ့ဒါနဲ့အတူတူတွဲဖို့အတွက် accessory တွေလည်းလိုအပ်သေးတယ်အဲ့ဒါကိုစဉ်းစားမြဖြစ်နေတာအခုဒီရက်တောင်လေးကိုတွဲပြီးတော့ထောက်ရင်ကောင်းမလားလို့နောက်နေ့အောင်စပြီးဒီမားကလည်းရခမဖြစ်သူနဲ့အတူတူရက်တောင်တွေကိုလုပ်ခဲ့ပါတယ်သူကလည်းရခမအိမ်မှာဆယ်ရက်လောက်နေထိုင်ခဲ့ပါတယ်ဒီရက်တွေအတွင်းမှာဒီမမီသားစုရဲ့ချစ်ချင်းမြတ်တာတွေကိုရရှိခဲ့ပါတယ် တလားကြာမြင့်သွားခဲ့ပြီးတဲ့နောက်မှာတော့တော်လိုက်တာကွာမင်းကတကယ်အရန်တော်ပြီးတော့အရေးချင်းရှိတာပဲမင်းကတကယ်အရန်ကိုကောင်းတဲ့ရက်တောင်တွေကိုစေးကြီးရဲ့ပစ္စည်းတွေအနေနဲ့လောက်ပြနိုင်ခဲ့တယ်ဒါပထမတွေကတာမမဟုတ်ခဲ့ဘူးရှင်းမသိလို့ဒါကအမေရဲ့စူးစားအထောက်မှုနဲ့ချက်ချင်းမြတ်တာတွေပဲလေအခုဆိုရင်တော့ဒါတွေကသူနဲ့ထိုက်တန်တဲ့နေရာကိုရောက်ရှိသွားလိမ့်မယ်ကျွန်မပြောပြမယ်အမှန်တကယ်ပဲသူမလောက်ပြနိုင်သွားခဲ့ပါတယ်သူမချုပ်လုပ်ထားတဲ့ဝစ်စုံတွေအားလုံးနဲ့အတူတူရက်တောင်ကိုလည်းသူမချုပ်လုပ်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ဒါတွေကသူမရဲ့ဒီဇိုင်းပုံစံအနေနဲ့ဖြစ်တည်လာခဲ့ပါတယ်။ ဈေးကွက်ထဲမှာအားလုံးကလည်းသဘောကျနှစ်သက်နေကြပါတယ်။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှသူတို့နှစ်ယောက်ကလည်း brand တစ်ခုကိုထူထောင်နိုင်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာ Aisha ဖခင်ကလည်းဒီသတင်းကိုကြားသွားခဲ့ပါတယ်။အဖေနဲ့အမေကျမစီကိုလာလေကြတာလား။ဟုတ်တယ်။တမီလေးရဲ့အိမ်ထဲကိုမခေါ်တော့ဘူးလား။ဟုတ်ကဲ့။လာခဲ့ပါအဖေနဲ့အမေအိမ်ထဲကိုဝင်ခဲ့လေ။အဖေနဲ့အမေအိမ်ထဲကိုဝင်လာတဲ့အခါမှာအားအသင်နေခဲ့ကြပါတယ်။အခုဆိုရင်တော့သူတို့နေနေတဲ့အိမ်ကတော့ကိုပိုင်းအိမ်ဖြစ်ပါတယ်။အိမ်ကအရန်ကိုခေတ်ဆန်ပြီးတော့လှပလွန်ပါတယ်။ဒီအိမ်ထဲမှာဇိမ်ခံပစ္စည်းတွေအားလုံးရှိပါတယ်။ တရင်ထဲမှာမရှိတာဆိုလို့အဲကွန်တစ်ခုတည်းပဲမရှိတာပါ။ဘာဖြစ်တာလဲအဖေရဲ့အဲကွန်လိုက်ရှာနေရလား။အဲ့ဒါကတော့အဲကန်ထဲမှာပဲရှိတယ်။အမီလီယာစကားကိုကြားခဲ့ရတဲ့အခါမှာဖခင်ဖြစ်သူဝါနေပြီးမျက်ရည်ချမိပါတယ်။သူကလည်းအိုင်ရှာကိုဖတ်ထားခဲ့ပါတယ်။ဒီလိုနဲ့အားလုံးပြန်လည်အဆင်ပြေသွားခဲ့ကြပါတယ်။